ချင်းပြည်နယ်ဖလန်းမြို့သိန်းစစ်စင်ရေးမှာပါဝင်တဲ့အညာဒီတကမြင်းကြံဘလက်တိုက်က MBT အဖွဲ့ကသူတို့ရဲဘော်တွေဖလန်းမြို့တွင်အောင်ပွဲခံနေတဲ့ရုပ်သံမှတ်တမ်းတွေကိုထုတ်ပြန်ပါတယ်။ချင်းညီနောင်အဖွဲ့ဦးဆောင်တဲ့ဖလန်းမြို့သိန်းတိုက်ပွဲမှာအညာဒီတက PDF အဖွဲ့ဆယ်ဘွဲ့ကပါဝင်တာတွေ့ရပြီး AA အရခတ်တပ်တော်ကစစ်လက်နက်နဲ့စစ်ရေးအကြံပေးဆောင်ရွက်သွားတယ်လို့သိရပါတယ်။ဖလန်းကိုသိမ်းနိုင်ဖို့အတွက် နိုဝင်ဘာ9ကနေဧပြီ9ထိ9လတာတိုက်ခိုက်ခဲ့ရပြီးပိဆက်မှုတွေလည်းများတယ်။ MPD ကရဲဘော်9ဦးကြဆုံးပြီးရဲဘော်30ကျော်ဒဏ်ရာရတဲ့အနေနဲ့3ဦးကဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။ဖလမ်းမှာအထိနာသွားတဲ့စစ်ကောင်စီတပ်ဟာတိုက်ပွဲနဲ့မဆိုင်တဲ့မင်းတပ်မျိုးနဲ့ဖွေကြွေးရွာကိုဧပြီ9ရက်ည09:00ခန့်မှာစစ်လေရင်နဲ့ဘုံကျဲတဲ့အတွက် ကလေးငယ်2ဦးဓမ္မဆရာ2ဦးအပါအဝင်6ဦးသေဆုံးတယ်လို့ခေါနုသုံကဖော်ပြပါတယ်။ဒါအပြင်တီးတိမ်မြို့နယ်ဆိုင်းဆန်ကြီးရွာကလေးည7နိုင်ခန့်မှာလီရင်နဲ့ဘုံကျဲတဲ့အတွက်ကလေးငယ်တွေပါဝင် တိမ်တဲနေမိသားစု6ဦးသေဆုံးတယ်လို့သိရှိရပါတယ်။စကိုင်းတိုင်းကအင်းတော်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လေတိုက်ပွဲနဲ့မဆိုင်တဲ့ကောလင်းမြို့နယ်အင်ပင်လာကြီးရွာကို ဧပြီ30မိုးလွဲ့နှစ်နာရီခန့်မှာစစ်လင်ကဘုံကျဲတဲ့အတွက်ကလေးငယ်တဦးသေဆုံးပြီး3ဦးဒဏ်ရာရပါတယ်ဧပြီ9ရက်ညနေ6နာရီခန့်မှာဝန်းသူမြို့နယ်နမ်ခန့်ကြီးရွာကိုစစ်လင်ကဘုံကျဲတဲ့အတွက်ကလေးငယ်တွေ ပါဝင်ဒေသခံ20ကျော်သေဆုံးရပြီးဖြစ်ပါတယ်မကွေးတိုင်းနမောက်မြို့နယ်တောင်ဘက်အထွက်မှာရှိတဲ့ စစ်ကောင်စီတပ်စစ်စရေးဂိတ်ကိုတော်လိုင်းတပ်တွေကဧပြီ30မိနစ်3နိုင်ခွဲခန့်မှာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရမှာ15မိနစ်အတွင်းစစ်သား5ဦးသေပြီးဒဏ်ရာရသူလည်းများတယ်လို့အောင်ဆန်းစလဲနတ်မောက်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်စရေးကို အောင်ဆန်းစလဲနတ်မောက်အဖွဲ့နဲ့မဟာမိတ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် တနေ့သာရီတိုင်းကော့တောင်းမြို့နယ်အေဂျန်တာကြေးရွာမှာရှိတဲ့လုပ်ငန်းရှင်တွေစီကနေငွေကြေးကောက်ခံပြီးပြန်လာတဲ့ရဲကားတစ်စီးကိုတော်လိုင်းတပ်တွေကဧပြီ9ရက်မနေ့၄နိုင်ကမှကြားပြတ်တိုက်ခိုက်တယ်လို့ကော့တောင်းမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ရဲစခန်းမှုအပါဝင် အရာရှိ3ဦးသေဆုံးပြီးအရာရှိကင်ပစ္စတိုနှစ်လက်၆လုံးမြူးတစ်လက် M79 လောင်ချာတစ်လက်နဲ့ AK သနတ်နှစ်လက်ရရှိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိမောတောင်ကုံသွေးရေးမြို့နဲ့တနင်္သာရီမြို့ကြားကမ်းလမ်းပေါ်မှာစစ်ကောင်စီတပ်နဲ့ KNL ကမြို့သားလူမျိုးရေးတပ်မတော်ဦးဆောင်တဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ရမှာစစ်သား9ဦးသေပြီးသနတ်တလက်သိမ်းမိတယ်လို့ KIC Grand Information Center ကဖော်ပြပါတယ် ဧပြီ10နေ့လယ်12နာရီခွဲကမှာမောတောင်ဘက်ကစစ်ကြောင်းထူလာတဲ့အမှတ်165ချီလင်းတက်ရင်ကစစ်ကြောင်းနဲ့ KNL ကမြူသားလွတ်မြောက်ရေးတပ်မတော်တက်ရင်17နဲ့တော်လရင်ပူပေါင်းတက်တို့သီးခိုကျေးရွာနီးရင်းဆိုင်တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။သိမ်းပြီးတဲ့လက်နက်တွေမှာ MA1 တနက်တက်လက်နဲ့ခဲယမ်းတွေကိုတွေ့ရပါတယ်။စစ်ကောင်စီတက်ဟာတနင်္သာရီမောတောင်ကားလမ်းကိုနေပြေရှင်းလင်းနေတဲ့အတွက် ဒီဒေသမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာလို့သိရပါတယ်။မြောက်ပိုင်းကြီးနောက်မဟာမိတ်သုံးဘွဲ့ရဲ့2029စစ်စင်ရေးဟာစစ်အာဏာရှင်တိုက်ဖြတ်ရေးအတွက်အကောင်းဆုံးအစပြုစစ်စင်ရေးဖြစ်ပြီးအဲဒီကတည်းကတော်လည်းအောင်ပွဲရောက်တဲ့အထိလက်တွဲချီတက်ဖို့ကတိပြုပါကြောင်း TNL တမ်းမြူသားလူမျိုးရေးတပ်မတော်နဲ့ MNDAA ကိုကန်တက်တို့က AA အရခတက်တော်ထံပေးပို့တဲ့ သုံးဝန်းလွှာမှာဖော်ပြပါတယ်။ဧပြီ30မှာကြာရောက်တဲ့ AA အာရခတက်တော်ရဲ့16နှစ်ပြည့်မွေးနေ့အတွက်ပေးပို့တဲ့သုံးဝန်းလွှာမှာဒီလိုဖော်ပြထားတာပါ။လွန်ခဲ့တဲ့16နှစ်ကလူငယ်26ယောက်တနက်တလက်ဒဲနဲ့စတင်ခဲ့ရတဲ့ AA ရဲ့တော်လှန်ရေးခရီးဟာအခုဆိုရင်ရခိုင်ပြည်နယ်တွေကမြို့ပေါင်း14မြို့ကိုသိမ့်ပိုက်ထားနိုင်တဲ့အပြင်အေယာဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွေက စီရေးအရာရေးပါတဲ့နေရာတွေကိုဒေတာကန် PDF တက်တွေနဲ့ပူးတွဲထိုးစစ်ဆင်ရမှာသိသားတဲ့အောင်မြင်မှုတွေရလာနေတယ်လို့ရခိုင်မီဒီယာတွေမှာဂုံပြုတ်ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ